Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကိုအာဇာနီရဲ့ပြုရှင်ပြမယ်ဆိုတဲ့တခြင်းပေါ့နော်အဲ့တခြင်းလေးရဲ့ intro လေးကိုကျွန်တော်ပြန်လည်းမျှဝေပြမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တခြင်းလေးကိုတော့ကျွန်တော်တို့ GK နဲ့ GK နဲ့တည်နေတာဖြစ်ပါတယ်အရင်ဆုံးဘယ်လိုလာမလဲဆိုတော့ဒီ6ကျိုး3ခွက်မှာတစ်ချက်တည်းမယ်ပေါ့နော်ပြီးရခါ6ကျိုး5ခွက်6ကျိုး5ခွက်ကနေ6ကျိုး9ခွက်ကို ပေါက်မယ်ပေါ့နော်လက်ဒီကျော်လည်းပေါက်မယ်ပြည့်ကလေးကျိုး၅ခွက်ပြီးရင်၅ကျိုး9ခွက်ပေါ့နော်အဲ့လိုလေးပေါ့နော်ကျွန်တော်အစနဲ့ပြန်ကြည့်ပြပါမယ်ပြေနောက်တစ်ပိုင်းညာအဲ၅ကျိုး9ခွက်မှာပဲနောက်တစ်ချက်တက်ပြီးမယ်ပြေခါ6ကျိုး9ခွက်ကိုတက်မှာပေါ့နော် ပြင်းငါးချိုးသုံးခွက်ဘယ်လိုလေးပေါ့နော်ဒီကမှာဒီ၅ကျိုး၅ခွက်ကနေပြီးခုနှစ်ခွက်ကိုဆလိုက်ဆွမ်းမှာပေါ့နော်အဲ့လိုလေးပေါ့ပြီးတဲ့ခါမှာ၄ကျိုး၅ခွက်၄ကျိုး၅ခွက်ပြီးတဲ့ခါမှာဒီ၅ကျိုးခုနှစ်ခွက်ကနေပြီး၅ခွက်ကိုဆလိုက်ပြန်ဆွမ်းမှာပေါ့နော်အဲ့လိုလေးပေါ့နော် အဲ့လိုလေးပေါ့နော်ကျောင်းနောက်တစ်ပိုင်းကျဒီ6ကျော်ငါးကွက်ကနေ9ကွက်ကိုပေါက်မယ်ပေါ့နော်ပြီးတဲ့ခါမှာ9ကျော်9ကွက်ပြီးတော့6ကျော်9ကွက်ကနေ9ကွက်ကိုဆလိုက်ပြန်ဆွဲမယ်ပြည့်တဲ့ခါမှာ6ကျူ3ကွက်မှာနှစ်ချက်တိမြေပါ ဒါလေးပါပဲကျွန်တော်အစနေပြီးဖြည်းဖြည်းလေးပြန်တည်ပြပါမယ်ကြည့်လို့အဆင်ပြေကြပါစေ။ကဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်ကြပါနော်။